ကျွန်မရဲ့ပြည်သက်ကြီးကိုကျွန်မအခုပြပြချင်တဲ့အကြောင်းအရာကတော့အဲဒီပေါ်တော့စစ်ကောင်စီကနေပြီးတော့ဘာဖြစ်လို့စကိုင်းငလင်းအစားမန္တလေးငလင်းဆိုပြီးတော့ပြောင်းခေါ်ခိုင်းနေဆိုတဲ့အကြောင်းပေါ့နော်ဘာလို့ပြန်ခေါ်ခိုင်းလဲဆိုလို့ရှိရင်တဲ့အခုဒီ social media မှာပေါ့လေအဲလူတွေအပြောများနေတာကဒေါအောင်ဆန်းစုကြည်ရဲ့နာမည်မှာစုကြည်ပေါ့နော်စကပါရဲ့အဲ့ဒီစကနဲ့ဓာတ်တူနံတူဖြစ်တဲ့အတွက်ကြောင့်မလို့စကိုင်းစကကို မန္တလေးပေါ့နော်သခိုင်းလို့မခေါ်ပဲနဲ့မန္တလေးလို့နာမည်ပြောင်းခေါ်ခိုင်းတာဖြစ်ပါတယ်တဲ့ဆိုတော့ထိခိုက်ပျက်စီးမှုများခဲ့တဲ့သခိုင်းငနေကိုစစ်ကောင်စီကနေပြီးတော့မန္တလေးငနေလို့ပြောင်းလဲခေါ်ဆိုခိုင်းတာကတော့ဒီဒေါ်အောင်ဆန်းစုကြည်နဲ့တတ်တူနန်တို့ဖြစ်နေခြင်းနော်နောက်စစ်ကောင်ဆောင်ရဲ့အခါတော်ပေးရနေပြီးတော့နာမည်ပြောင်းခိုင်းခြင်းဖြစ်ကြောင်းကိုတည်င်း သိရပါတယ်ဆိုတော့စစ်ကောင်စီကဒေါအောင်ဆန်းစုကြည်ဆိုရဲဒီအမျိုးသမီးကိုဘယ်လောက်တောင်ကြောက်လဲပေါ့နော်နောက်ဟိုဒီပေါ့နော်ထားထားတာအခုဆိုလို့ရှိရင်လည်းအကျယ်ကျုပ်လိုလိုအချင်းကျုပ်လိုလိုပေါ့နော်ထားထားတာကသူ့ရဲ့အရှင်အဝါကိုတအားကြောက်တာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့စကိုင်းဆိုတဲ့ငလင်ကိုနာမည်ပြောင်းလာလို့ဒီစစ်ဖက်ကဖရဲတီတူဦးကပြောထားပါတယ်တဲ့။နောက်သခိုင်းကလင်ကြောင့်မလို့နေပြည်တော်မျိုးကြီးပြက်စီးသွားတဲ့အတွက်ကြောင့်မလို့သခိုင်းစကနဲ့ဓာတ်တူနန်တို့စုကြည့် အောင်ဆန်းစုကြည်ပေါ့နော်ဒေါအောင်ဆန်းစုကြည်ဟာဖြည့်စင်မှကြောက်တဲ့အတွက်ကြောင့်မလို့နာမည်ပြောင်းခြင်းဖြစ်တယ်လို့လည်းသိရပါဗျ။ဆိုတော့မက်လ28ရက်နေ့ဟာစကိုင်းမြို့ကိုအခြေပြုပြီးတော့လှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်မလို့နေပြည်တော်စကိုင်းနဲ့မန္တလေးတိုင်းမှာဒီထိခိုက်ပျက်စီးမှုတည်ကျေမှုတွေအများကြီးဖြစ်တယ်လူတွေထိခိုက်ကြရပေါ့နော်။နောက်အထူးသဖြင့်ကတော့နေပြည်တော်မှာအုပ်ချုပ်ရေးနေရာထိခိုက်ပျက်စီးရတာပဲဖြစ်ပါတယ်။20တက်တန်းရှိသေးတဲ့ ဒီနေ့ပြီးတော့မရှိရဲ့အစိုးရယုံနေဝန်ထမ်းအင်အားတွေထိခိုက်ပျက်စီးမှုများခဲ့ပေါ့နော်ဆိုတော့အဲ့ဒါမျိုးလည်းပြောတာမျိုးရှိတယ်နောက်ပေါ့နော်တခုကတော့နမိတ်မကောင်းလို့ပေါ့နော်အာကြောက်ပြီးတော့ပြောင်းလာလို့လည်းပြောကြတယ်ဒီဇကိုင်းဆိုတာစစ်ကဒီပေါ့နော်စစ်တပ်ကိုညီညွတ်နေပေါ့နော်ကိုင်းဟာကိုင်းညွတ်သွားတယ်၊ကိုင်းညွတ်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဇကိုင်းရလင်ကအဲစစ်တပ်ကကိုင်းညွတ်ကြွားပြီးတော့ဘုံမုံလဲတော့မဲ့နမိတ်ပေါ့နော်အဲအဲ့ဒါကိုကြောက်လို့လည်း ဒီပေါ်တော့အာစကိုင်းငလင်စားမန္တလေးငလင်ဆိုပြီးတော့ပြောင်းလဲခေါ်ဝေါ်ခြင်းဖြစ်တယ်လို့လည်းဝေဖန်ထားတဲ့လူတွေရှိတယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ပေါ့လေအစစ်ကောင်စီကအရင်ကတည်းကပေါ့နော်ကျမတို့တည်ရစစ်ကောင်စီဆိုလို့ရှိရင်တော့အရင်ကတည်းကရင်သူကရေရရာတွေဒီလိုမျိုးအတိတ်တွေနမိတ်တွေတပောင်လေးကိုယုံနေပေါ့နော်ဆိုတော့ဒေါ်ဆန်းစုကြည်ကြောင့်ပဲလားဒါမှမဟုတ်လို့ရှိရင်ခုနပြောသလိုမျိုးအဲပေါ့နော်စစ်တပ်ကြီး ကိုင်းညွတ်သွားပြီးတော့ဘုံဘုံလေးကြောင့်လဲသွားကြောင်းမှဝင်လာဆိုတာကတော့သူတို့ရဲ့ အခြေအနေပဲဖြစ်မယ်ပေါ့နော်။နောက်တခြားအကြောင်းအကြောင်းကြောင့်လည်းဖြစ်မယ်ပေါ့။ဒါပေမဲ့လို့စကိုင်းကိုဗဟုပြုပြီးရလှုပ်ခတ်ပါတယ်ဆိုမှတော့စကိုင်းကနေလို့ပဲလူတိုင်းကတော့ခေါ်မှာပဲလေ။အဲ့ဒါကိုအလကားနေရင်တော့မန္တလေးကနေဆိုပြီးတော့ပြောင်းလဲခေါ်ခိုင်းတာကတော့လေအာမှားယွင်းနေရပေါ့နော်။ဆိုတော့စစ်ကောင်စီနဲ့ပတ်သက်ရင်တော့မှားယွင်းတာတွေကတော့အများကြီးပါပဲ။ဒါပေမဲ့လို့ဒါကတော့အခုလူလူကြားမှာပြန့်နေနေရပေါ့နော်။ဒေါအောင်ဆန်းစုကြည်နဲ့နေနန်တူရဲ့အတွက်ကြောင့်မလို့အဲပေါ့နော်ပြောင်းခေါ်ခိုင်းနေဆိုပြီးတော့လည်းပြန့်နေနေတယ်လို့မျိုးခုနပြောတဲ့လိုမျိုးအဲစစ်ကောင်စီအဲကိုင်းညွတ်ပြီးတော့ဗ မုံလဲတော့မဲ့အတွက်ကြောင့်မို့လို့ပြောင်းလဲခေါ်ခိုင်းတဲ့ဆိုတဲ့အကြောင်းလေးနဲ့ဒီဆိုရှယ်မီဒီယာတွေပေါ်မှာပြန့်နှံ့နေပါတယ်။ဒါလေးကိုကျွန်မရဲ့ပြည်သက်တွေကိုလည်းမျှဝေခြင်းပဲဖြစ်ပါတယ်ရှင်။